ဒီစစ်ဘက်လက်ထောက်ဖြစ်ခဲ့တဲ့ဗိုလ်ချုပ်မိုးမြင့်စုအဲဗိုလ်ချုပ်မိုးမြင့်စုရတော့ဟိုဒါဒုတိယဗိုလ်ချုပ်ကြီးအဆင့်တာဝန်ထမ်းဆောင်လာပြီရာလူတက်သွားတယ်ပေါ့ဗျာဗိုလ်ချုပ်ကြီးဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်စုဖြစ်သွားတယ်ပေါ့နော်ဗိုလ်ချုပ်ကြီးမိုးမြင့်စုရတော့ဒုတိယဗိုလ်ချုပ်ကြီးဗိုလ်ချုပ်မိုးမြင့်စုရဒုတိယဗိုလ်ချုပ်ကြီးဖြစ်သွားတယ်ပြီးရင်တော့ဗါလဲဆိုတော့ကကထုတ်လို့ပြောမလားသူကတော့ဒါတကယ်ကိုရေးပါတဲ့ဟိုတာဝန်တွေကိုသူ့ပေးလိုက်တယ်ရေးပါတယ်နောက်ထပ်နေရာကိုတာဝန်ကိုသူ့ပေးထားတယ်ပေါ့နော်သူသူ့ရာလူကတော်တော်လေးကောင်းပါတယ်တော်တော်လေးကောင်းပါတယ်အားလုံးမင်္ဂလာပါခင်ဗျာတေသတိ channel ပြန်လို့ကြိုဆိုလိုက်ပါခင်ဗျာ သူတတိ channel ဆိုရင်မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့သတင်းကြောင်းတွေကိုမြေတဆက်ပေးနေတဲ့သတင်း channel ဖြစ်တယ်မဟုတ်ကျွန်တော် channel လေးကို subscribe လေးနှုတ်ကိုတောင်းဆိုပြပါမယ်ဘယ်လိုအသေးသေးတန်းညှို့ဘေးနားလို့ဒီခေါင်းလောင်းလေးလောက်နှိမ့်ခဲ့ဖို့တောင်းဆိုပြပါမယ်ဘေးနားလို့ဒီခေါင်းလောင်းနှုတ်ကိုကျွန်တော်ရဲ့ဒီသတင်းလေးကြည့်လောက်ခင်ဗျာကိုနော်ဆိုတော့သူသူ့နေရာကိုတော့နောက်ထပ်တယောက်ထောက်ဝင်လာရှိပါတယ်ဆိုတော့စီးရင်နေရာတော့ကျွန်တော်ဒီမှာရွတ်ပြမယ်စီးရင်တော့ကျွန်တော်ရွတ်ပြမယ်အပြောင်းလဲစီးရင်ကိုခဏလေးကျွန်တော်ကျွန်တော်မှတ်မှာဆိုလို့ညာကျောင်းရွှေ့စီးရင်ဟော လူလူနာမည်တွေနဲ့ကျွန်တော်တို့စီးရင်လေးတာလွန်ခဲ့တဲ့နေ့ရက်သုံးရက်တည်းကရတယ်ဗျ။ဒါပေမဲ့ကျွန်တော်တို့ကလည်းအဲ့ကိစ္စကိုတောင်းတောင်းနဲ့အသာလေးနေနေတာပေါ့။တောင်းတောင်းနဲ့ဒီတက်မလို့အပြောင်းလဲပြောင်းရှိနေရ။တောင်းတောင်းမလိုရရင်မပြောဘူးဆိုပြီးအသာလေးနေတယ်ပေါ့နော်။ဆိုတော့အစင်းပြောင်းလဲမှာစပြောရရင်ကာသထတွေရည်စပြောပေါ့နော်။ဆိုတော့ကာသထတုံကြက်ပြီးဒီစားကြောနော်။ဒီစားကြော။ तू ကကာသထတုံဒီလက်ပြောယူဒီစားကြောကဘုန်းလည်းပြောရင် तू ကတော့ဒါပါတီဘက်ကိုကြောင်းမလို့ရှိတယ်။အရန်ရဘက်ကိုပို့ထားတယ်။မကြရင်ပါတီဘက်ပြောင်းပြီးတော့ သူတို့လည်းအရန်ရနေပြီးတော့ဒီအစိုးရဝန်ထမ်းယာလူမြာရမှာမသိဘူးပြောင်းဒီဒါဒေတာကျော်ပေါ့နော်။သူကတော့ဒီကာဆာထ3ယာလူရှင်ဒီခေါကယူခင်းကယူခဲ့တယ်။အခုတော့ကာဆာထ3ယာလူကနေပြီးတော့သူအရန်ရရောက်သွားတယ်။ပြီးရောသူသူ့မှာလည်းအခြားရဲ့ဆင်းရဲရှိနေပြီးယူဆတယ်။နော်။သူက ODS 83ပါလို့ကျွန်တော်သိရတယ်။နော်။နောက်ကဒီစေးချုပ်ပြီးတော့ဒီဖုံးမြတ်တယ်နော်။အဲနောက်ကကကထူပြည့်ဝဝကြီးလင်းအောင်ကကထုတ်ပြည့်ဝဝကြီးကံမြင့်တန်းတယ်နော်။ခဏဒီဘုရုံမင်းစီကပြည့်ဝဝကြီးကံမြင့်တန်းရဲ့နေကကကထုတ်ပေါ်သူတောင်းထားတော့ပါ။ဆိုတော့ကကစစ်ကပြည့်ဝဝကြီးတက်ပေါ်လို့နော်။ ဒီနောက်ဒုတိယဝင်ကြီးစွန့်တင်နိုင်လို့ဒီဥပပုဂ္ဂိုလ်တွေကတော့ဒါအကုန်လုံးကတော်တော်များတော့ပြည်ထိုင်ဖြိုးပြောင်းရမှာလို့တချို့ကတော့ဒီအရန်အရန်နဲ့အသင်းဆောင်နေရတော့ဖြစ်ရသေးရတယ်တချို့ပုဂ္ဂိုလ်တွေကအဲ့တော့အဲ့မှာထူးခြားတာကကဆရတက်ဒုတိယဝင်ကြီးကိုကိုဦးဒီရက်စီအပတ်စဉ်38ကဒုတိယဝင်ကိုကိုဦးကဘယ်လိုလဲဆိုတော့ရန်ကုန်လို့ပါလို့ရန်ကုန်လို့အရာလို့ကိုခင်ရမယ်ကဆရထဘက်ကိုကဆရ9ဘက်ကိုပြောင်းသွားတယ်တချို့ကတော့ကဆရတက်ဆိုတဲ့နေရာပါဖို့ဖြစ်တယ်ဘာလို့9ကိုဖြစ်ရလဲနှိပ်သွားလို့ဖြစ်တယ်မဟုတ်ပြန်နာမယူကောက်ပွဲရန်ကုန်လို့အရာဝီတို့က key point ဖြစ်တယ်အဲ့ဒီနေရာကိုတွားပြီးထိုင်ခိုင်းတာဖြစ်တယ်လို့ဒါအရေးကြီးတယ် ရေးကြီးတဲ့နေရာကိုဒါပြပြချင်းခဏသူ့သူ့တာဝန်ဖြည့်ပြတဲ့လူစားတယ်နော်ကာဆာတော့တော့ပြုတ်ပြူဟူကကာဆာတက်ကနေကာဆာ၅ဖြစ်သွားတယ်နော်သူက DSC အပတ်စဉ်38ကနောက်ကာဆာကာဆာနေပြတဲ့ပြုတ်ပြူနေနိုင်ဘူးသူက DSC 35ပြောရင်တော့ဟိုနံပါတ်3ခေါင်းဆောင်ဖြစ်တဲ့ဘူးနံပါတ်3ခေါင်းဆောင်ဖြစ်တဲ့ဘူးကြော်သွားလင်းနေသူနဲ့အပတ်စဉ်အတူတူဆိုတော့သူကတော့သူ့ကိုတော့အရန်အရောက်ပို့ထားတယ်လို့အချမ်းကြီးကြားပါတယ်ဆိုတော့ဒါသူကတော့တချို့ကတော့ဟိုဘက်မှာဆက်ကျင်မဲ့မီဒီယာတွေရေးကြတယ်သူ့ကိုပါလေအာဒီရှမ်းမြောက်စစ်နေမှာကြောက်မဲကိုဒိန်းတာမဒိန်းနိုင်ဘူးသူ့ကိုယာယီကဖြုတ်ပြတယ်ပေါ့ဆိုတော့ ဥပမာပြောရင်ဒီရောက်ရနေနိုင်ကနောင်ချိုတိဘောနောင်ချိုတဲ့နောင်ချိုတို့ဘာလို့သူပြန်သိမ်းတာပြီဟိုဘက်ကဟိုဘက်ကဒီဖဲခေါ်လို့မိုးပြဲလို့လည်းပြောပြတယ်ခမတာသူကကဆရာနေတယ်သူဒူးဆောင်သူဒူးဒူးဆောင်နေတာဆိုတော့ပြောရင်တော့သူ့ကိုကြောက်မဲမရလို့ဖြစ်ပြပါတယ်ဆိုမျိုးကတော့တိတ်တိတ်ပြီးတော့ဟိုဘာလဲပေါ်လုံးနဲ့ရည်သားချက်တိတ်ပြီးတော့အစစ်တန်းနေလုံးနဲ့ဘာရပြန်ချီစမ်းပြေလုံးနဲ့ဒီရည်သားမှုကျွန်တော်အဲ့လိုပဲမြင်တယ်အဲ့တော့ဘာဖြစ်လို့35ကဆရာ sorry ဒီရက်35ဒီရက်ဝင်နေနိုင်ဘူးက ဘာဖြစ်လို့သူအရန်ဘက်ကိုရွှေ့ထားတယ်မင်းနောက်မှလာမဲ့ယာရုတွေရှိပါသေးတယ်အရက်ဘက်စိုးရဝင်တဲ့ယာရုအကြီးကြီးတွေရှိသေးတယ်ဒါကြောင့်သူကချုပ်ရလေးတဲ့ထားတာရှိတယ်အဲ့လိုချုပ်ရလေးချောက်ပြောနေကြတာကိုကျွန်တော်ပြောချင်တယ်အဲ့တော့တမတော်ကနာပြုတ်ပွဲစေခြင်းနဲ့စိတ်တမတော်ထိခိုက်စေခြင်းနဲ့နှံ့စေခြင်းနဲ့စိတ်တမင်ကိုထိုးနှက်တဲ့သဘောမျိုးနဲ့တချို့ကရေးကြတာလို့ရှိတယ်နော်အဲ့တော့ဒီသူကတော့သူသူကာဆရာနေကတော့ပြုတ်နေနိုင်ဘောတော့ဒါအရန်ရရောက်သွားတယ်လို့သိရတယ်ဆိုတော့ခုနကပြောကြောသွားလေးနဲ့တော့အပတ်စင်တူနောက်တစ်ခါဒီပြုတ်ပြုတ်ညိုဝင်းစီကာဆရာလေးရတော့ဒါနေမြဲပေါ့ဗျနေမြဲအဲ့ဒီမှာ ကာဆရာကဒီရောက်နေပြီဇော်မင်းလက်ပေါ့နော်ဒီ SC 30ခုသူကကာဆရာနှစ်ကိုကြောင်းရှိတောင်းဝင်ထားဆောင်ခုနကဒီရောက်ပြီနိုင်နိုင်ဦးရဲ့နေရပြန်တော့ဘုဇုတ်ဇော်မင်းလက်ကဒီရောက်ပြီဇော်မင်းလက်ကဒီ SC 38ကသူကသူကပွင့်လှန်ကြွားရင်တော့ဟွာဗျသူကကျွန်တော်တော့တော့မိုးပြဲဖယ်ခုတော့တော့ကအဲ့မှာတိုင်မှုရှိနေတော့ရှိနေတောင်ကြီးမှာတိုင်မှုနေရှိနေတာအဲ့ဒီနေရာမှာသူကနောက်ဆုံးသူ3လဒီမှာဇရက်ရာလို့တူကာဆရာဖြစ်နေရအောင်ကျွန်တော်ရောက်ပြီးတော့ကျွန်တော်မိုးပြဲဖယ်ခုကိစ္စကိုကျွန်တော်သတင်းတင်ဆက်ပြီးသိမ့်မကြဘူးနှစ်ပတ်လောက်တစ်ပတ်လောက်ကြာမှပဲသူကဥပြတ်ပုံကြီးရာလို့တူသွားပြီးတော့သူက ာသရမုံဖြစ်နေတာဝန်ထမ်းကာသရ၅ဖြစ်နေတာဝန်ထမ်းဆောင်ပါတယ်အဲ့ဒီကနေမှာကူကာသရ၅ကနေမှာကူကာသရ2ဖြစ်တဲ့ခုနဒီလူရောက်မြင်နေတဲ့ဥွေနေအောင်သူထမ်းဆောင်ပြောရတော့အရှမ်းပြောင်းနဲ့ဒီရှမ်းတောင်ကြားကွင်အဲ့ကွင်လေးကိုသူကကာရမယ်လို့ဖြစ်တဲ့အတွက်ကာသရအမ်နှစ်ကိုသူကရွှေ့သွားတာနော်ရွှေ့သွားတာအဲ့တော့ဒါကကာသရ6ဒီလိုပဲနေလဲအောင်အဲ့ဒါတော့ကာစရာ1ကိုပြောင်းသွားတယ်။သူကလည်းဒီရက်39ကသူကဒီရက်ဒီရက်39ကပဲကာစရာ1ကိုပြောင်းတယ်လို့ကျွန်တော်သိရတယ်။ဘောနော်ဆိုတော့ရလကတိုင်းမှုဖြစ်တဲ့ဘုံချုပ်မျိုးမင်းထုံဘောနော်။သူကတော့ဒီရက် အဲဆိုဒီတော့ဒီ OTC 23ပေါ့နော် OTC လို့ခေါ်မလား OTC လား ODS လားအဲ့ရောအဲကျွန်တော်နည်းနည်းလေးရောထွေးနေတယ်ဒါပေမဲ့အဲ့ရသူကတော့ဒီဘုံချုပ်ညိုမင်းချုံးကတော့အခုသူကတော့ရှင်းပြတော့ကကဆက်သူရောက်သွားပါတယ်နောက်လဘခဘုံချုပ်ချုပ်ကိုထိုက်သူကတော့ဒီစက်32 38ကပါဒီစက်38ခုနဒီရောက်ပကြီးကိုကိုနဲ့ပတ်စင်တယ်အဲသူကလည်းဒီလကကချုပ်ဒီရောက်ပကြီးရာလို့သူတို့ပါတယ်သူအဲ့တော့သူ့ဘုံချုပ်နေရသူ့ရဲ့တိုင်မှုနေရကိုလဘခတိုင်မှုနေရကိုဘူးလာလဲဆိုတော့ကျွန်တော်တို့ဒီ အာဘမဘမဝတိုက်နေတယ်ဘမဝတိုက်နေတယ်ဘုံကျုပ်ဘုံကျုပ်အဲတင်းမင်းလက်ပေါ့နော်ဘုံကျုပ်တင်းမင်းလက်ကလဘကတိုက်မှုဖြစ်လာတယ်အဲ့လိုအဲ့လိုပေါ့နော်ဆိုတော့ပြောရရင်တော့ဒုတော့ကဒီဒီကလက်ကကကျုပ်ပြောက်ပြီးထိန်ဝင်းသူကတော့ထူးချုပ်ဖြစ်သွားတယ်ပေါ့နော်အစရာဒုက္ခကျုပ်ပေါ့နော်အဲ့လိုဖြစ်သွားတယ်စသဖြင့်ပေါ့အဲ့လိုရာထူးကောင်းရှိနေအားကြီးရှိလာပါတယ်အဲ့တော့ဒီအပြောင်းလဲတွေအကုန်လုံးကိုနော်အပြောင်းလဲအကုန်လုံးကိုဟိုပီပီစီတို့ဘာလို့လဲအကြီးကြီးပေါ်ပြနေပါလဲကျွန်တော်တို့တွေမှာပီပီစီဘာလို့အကြီးကြီးပေါ်ပြနေတယ်ဆိုတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းလေးတွေပါအဲ့အောက်မှာယာရုတို့တွေယာရုတွေအများကြီးရှိတယ်ကျွန်တော်ဟိုရက်ကပြောပါလေဒုတိယဘုံကြီးတွေ အရန်ရရွှေတာနောက်တော့ကဒီပြည်ခိုင်မှုကိုပြောင်းခိုင်းတာအဲ့တော့ပြောင်းပစီလက်တော့ပြောင်းပစီမရဘူးတိုင်မှုတွေဒုတိယတိုင်မှုအစိပုံကိုတွေနဲ့ဒီဘိုးချုပ်နေရာမှာထိုင်နေတဲ့တချို့ပုံကိုတွေကဝင်ဖြစ်ရတယ်ဘိုးချုပ်အစိဘိုးချုပ်အချို့နဲ့တိုင်မှုအချို့ကဝင်ဖြစ်မယ်အဲ့တိုင်မှုလက်လက်သွားတဲ့နေရာဘိုးချုပ်အချို့လက်လက်သွားတဲ့နေရာနောက်ကတမ်းဘိုးမှုချုပ် level တွေကဝင်ဖြစ်မယ်အဲ့ဘိုးချုပ် level တွေကိုဖြစ်သွားနေရအောင်အောက်ကအဲဟိုတွေကဒီဘုံမှုကြီးတွေကစီနီယာဘုံမှုကြီးတွေဝင်ဖြစ်အဲ့လိုနဲ့သူကတက်မလို့ single down လုပ်မှုနဲ့မျိုးဆက်တစ်ခု change နေတာပေါ့ ဆိုတော့အဲ့ဒါကိုတချို့တွေကရေးချင်တာရှောက်ရေးနေတာပေါ့နော်ပြောရရင်တော့ဗျာလာမယ့်တက်မတော်ရဲ့တက်မတော်ရဲ့ထိပ်ပိုင်းခေါင်းဆောင်ဖြစ်လာမယ်နံပါတ်1ခေါင်းဆောင်ဖြစ်လာမယ်သူနဲ့နောက်ကတက်လာမယ့်မျိုးဆက်နဲ့ကြားမှာပွင့်လဲပြောရင်ဟာရတယ်ဟာလေးရှိပြောရရင်ကျွန်တော်ခံမှန်းတာခံမှန်းကြည့်တာပေါ့နော်နောင်လာမယ့်တက်မတော်ခေါင်းဆောင်ကြီးတက်မတော်ခေါင်းဆောင်ကြီးကိုခေါင်းဆောင်ကြီးရဲ့အောက်ကသူရဲ့ဘုံကျူကြီးလေးပဲတွေကအပတ်စဉ်40နဲ့45ကြားတွေဝင်သွားလိမ့်40 45ကြားတွေ45တော့ပြောမှာပတ်စဉ်40နဲ့44ကြားတွေ43ကြားတွေ 40 43 40 41 42 43အဲ့ဒီအုပ်စု၄စုကသူရဘုံကြီးရာလို့တို့တောက်လျှောက်ဘူးတိုးနေတယ်အဲ့တော့အပေါ်ကခုနဒီ35ကနေပြီးတော့39အထိအုပ်စုကအဲ့ဒီအုပ်စုကလည်းခုနဒီရဘုံကြီးရာလို့နေတယ်တပ်မတော်ကအုပ်စုရာလို့တွေကိုရယူနေကြတယ်ရှိတယ်ဒါမဲ့လည်းဒါတွေကခံမှန်းချက်တွေပါတပ်မတော်ကအုပ်စုရာလို့ဆိုတာတိတ်တမူးကြီးရဲ့ရာလို့တိတ်ကိုကျွန်တော်တိုင်းပြည်မှာရေးပါတယ်ရာလို့ပါပြောရတော့ဝရရကအိန္ဒိယတမကြီးပြောတဲ့ဒီတပ်မတော်ကတဲ့မြန်မာနိုင်ငံနဲ့ပြောလို့ရှိရင်ပီလာတစ်ခုပဲတဲ့တချို့ကဟို4ပီလာပေါ့နော်4ပီလာလို့ပြောတယ် ။ပြီးလာတခုကပါလဲဆိုတော့သူကအဲဗာလဲဒီတရားဥပဒေစိုးမိုးရေးအုပ်ချုပ်ရေးအဲအုပ်ချုပ်ရေးတရားဥပဒေစိုးမိုးရေးနောက်ကဥပဒေပြုရေးနဲ့မီဒီယာကိုအဲ့ဒါကိုသူကဖို့ပြီလာလို့ကျွန်တော်အားလုံးပြောခဲ့ရတယ်။သူကအဲ့ဟာကိုတမခံ။အဲအင်းမင်းနဲ့တမကြီးပြောတာကစိတ်ဝင်စားဖို့ကောင်း။သူကတကယ်တော့လည်းပြောလို့ပြရင်အဲ့ဒီဥပဒေပြုရေးအုပ်ချုပ်ရေးတရားစီရင်ရေးအဲ့ဒီအုပ်စုတွေကအဲ့ဒီအုပ်စုတွေကပြီလာတခုသာဖြစ်တယ်တဲ့။ပြီလာတခုသာဖြစ်တယ်။ပြီးလို့ရှိရင်ဒီဘက်မှာမြန်မာနိုင်ငံလိုနေထိုင်မှုကတော့တတ်မလို့ပါလေ။နောက်ထပ်ပြီလာပြီလာတခုပဲ။အဲ့တော့ပြောရရင်တော့ဒီဘက်က ုချိုရတရားတွေတရားဝင်ဆိုဝင်တရားစီအဲ့ပချံပြလာတကူဒီဘက်ကတက်မတော်ပြလာတကူအဲ့ဒါဒီဘက်ကလုံးပြောပါဘူးမထိမတက်မတော်မထိမဥပမာထိုင်းအောင်ကြည့်မယ်ဆိုရင်လူကထိုင်းအောင်ကြည့်မယ်ဆိုထိုင်းမှာဘယင်းစနစ်ရှိရဲတက်မတော်ရှိရဲစိုးရရှိရဲနောက်တစ်ခါပြည်တွေလိုနိုင်ငံလမ်းကြည့်ရင်တော့ပြည်တွေမှာဘယင်းစနစ်ရှိရဲစိုးရဖွဲ့ရှိတယ်တက်မတော်ရှိတယ်အပေလသုံးခုနဲ့ထောက်ထားတယ်အဲ့လိုသူကပြောတာအဲ့တော့မြန်မာနိုင်ငံမှာကဘယင်းစနစ်မရှိဘယင်းမရှိတော့ဘယင်းမရှိရလို့ပဲအိန္ဒိယမှာဆိုတမနာတမနာရှိရဲတက်မတော်ရှိရဲစိုးရနဲ့တော်တော်လေးဝါရှိတယ်အပေလသုံးခုနဲ့ထောက်ထားတယ်ဒါကြတော့ဒီလိုထောက်ထားတာအဲ့တော့ကျွန်တော်မီဒီယာမီဒီယာတော့ဆက်တာပါတဲ့ ဟိုဟာမဟုတ်ဘူးတေပြလာမဟုတ်ဘူးအဲ့လိုတော့နော်ကျွန်တော်တော့စဉ်းစားပါဒါစဉ်းစားကြရကောင်းတဲ့ကိစ္စတွေနော်ထားပါတော့โอเคဆိုတော့တက်မတော်ရဲ့ဒီအပြောင်းလဲ reform နေရအဲ့လိုတော့မှာဟုတ်တော့ခင်ဗျားတို့တွက်ချက်ဖို့လိုတာကဒီပြပပြပေးမိရတဲ့ရေးချင်တာရေးနေကြအောင်ပဲဒီဟိုနေကတော့တက်မတော်နဲ့ပတ်သက်ရေးချင်လို့ရေးမှာကျွန်တော်အမြင်ပြောရရင်တက်မတော်ကနောက်လာမယ့် generation ကိုသူကမျိုးဆက်လိုက်စင်ကဲပြောင်းလဲခြင်းလုပ်ထားတယ်စင်ကဲပြောင်းလဲခြင်းကိုစနစ်ချလုပ်ထားတယ်မျိုးဆက်လဲ generation by generation ကပိုတော်တယ်ပိုထက်တယ်ပိုအရေးကြီးတယ်မျိုးဆက်တစ်ခုဖြစ်လာအောင်တက်မတော်ကပြုစုပြုတော့နေတယ်အဲ့ဒီအချိန်မှာခင်ဗျားတို့ပြောနေတဲ့တချို့ပါတီကြီးတွေပါပြတ်သွားပြီးတဲ့ပါတီကြီးတွေပါဆိုရင်ဘယ်လိုလဲတကောင်လေးကိုပြီးခေါ် တယောက်တည်းကမိခိုးရတဲ့စင်တာမျိုးတယောက်တည်းမိခိုးတော့ဟိုတယောက်တည်းမိခိုးပြီးတော့အဲ့တယောက်လည်းမရှိတော့ပေါ်လာစက်သိမ်းတယ်ဆိုအဲ့ဒါဘာလဲဆိုတော့ချစ်ပြ institutional institution ကိုအားမပြုဘဲနဲ့ personal ပေါ့နော်ဒီပုံကိုယ်ကြီးကိုအားပြုထားတယ်ဟာကျွန်တော်ကဘာလဲဆိုတော့ heroism ကိုသွားတာ hero heroism ကိုသွားပြီး hero ပေါ့ hero ပေါ့သူရဲ့ကောင်းကိုသူရဲ့ကောင်းဆိုတာနောက်ကိုရှောက်လိုက်တယ်မှားနေတာကျွန်တော်လူပုဂ္ဂိုလ်နောက်ကိုရှောက်လိုက်တာနော်မှားနေတယ်ဘုရားလည်းဟောတယ်လူပုဂ္ဂိုလ်နောက်ကိုလိုက်တာမှားတယ် institution နောက်ကိုလည်းလိုက်ရတယ် institution ဆိုတာ ့ကစင်ကဲပြောင်းလဲဒါကြောင့်တမတော်အတိုင်းပြည်ရဲ့ရေးပါတဲ့ institution တွေမှာတစ်ခုဖြစ်တယ်ဒါကြောင့်မလို့ဒီ institution အားကောင်းခိုင်မှာဒီ institution မှန်ကန်မြတ်တော့ဒီ institution မှာ agree တွေနေပါဘူးဒီ institution ကတကယ်ကိုတမတော်ကြာရက်တည်ဖို့အတွက်ကျွန်တော်တို့ media တွေက white tone ပြရမယ်ဘူးလို့ white tone ပြရမယ်ဒီ institution မှာအမုန်းတရားကြီးကြီးနဲ့ထုံးနဲ့တိုက်ခတ်ပြရမှာဖြိုပြရမှာမဟုတ်ဘူးဒါပြောရတာနဲ့ဒီ institution ကတိုက်ပြပြီဒါကိုသိကြဖို့လို့ educate ဖြစ်လာရင်သိရမယ် educate မဖြစ်ဘူးသိဘူးဟုတ်လဲအဲ့တော့ဒါလေးလို့အဲ့တော့ကျွန်တော်ကတော့ဒီဒီတမတော်ရဲ့ဒီ change တွေပြောင်းလဲနေရတာနောက်လာမယ့်မျိုးစရီကကျွန်တော်